ဗုဒ္ဓနေမွေသူအားလုံးမင်္ဂလာပါ2025ဂျွန်10ရက်နေ့နေ့ခုနှစ်နှစ်အတွင်းမှာအရာရာဆင်ပြေမယ်လိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်လုပ်ငန်းကံကောင်းမယ်ငွေကြေးကံကောင်းမယ်မြေတားရေးကံကောင်းမယ်လူမှုရေးကောင်းမယ်စီးပွားရေးမှာတိုက်ခတ်ကြတိုးတက်မယ်ပြည်ပခီလန်းကြောင့်ကြိုးပမ့်မယ်မိသားစုရေးရာကိစ္စတွေမှာစောင့်သမျှပြောဆိုသမျှအောင်မြင်မယ် အယဝင်းနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တရားနဲ့ကောင်းသောကျိုးဆက်ကိုရမယ်။ကျမ်းမာရေးမှာတော့ခြူကြခြင်းရှိမယ်။အနည်းတော့မရှိဘူး။ထီကံသင့်သောကာလဖြစ်တဲ့စီးပွားကံလုပ်ငန်းကံဘဝကံတွေမှာတော့မြန်မာတဲ့နေထားပဲကိုယ်တည်မယ်။ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းတင်ပြပါမယ်။တရားနည်းကတော့ကောင်းသောနေ့အရာရာဆင်ပြေသောနေ့ဖြစ်တယ်။အဲ့ဒီနေ့မှာတော်စတိကိမှုန်နေတော့ကြိုးစားရမယ်။အနောက်တောင်ရကုန်တည်သွားစေ။ရံများတတ်တဲ့မြောင်းရကုန်တည်သွားစေမတော်တဆထိခိုက်မှုအကြီးစားဖြစ်တတ်တယ်။အသွမ်းလန်နေထိုင်ကိုကြိုးစားရမှာက မနေ့ ဇန်နိုင်ခွဲနဲ့ဆက်နိုင်ကြဖြစ်ပါတယ်။နေ့ရက်နေ့မှာရှားပိုင်ခွဲနဲ့လက်ဝဲပြန်ရမယ်ရှင်ပြိုင်မှုအောင်မြင်မယ်။နာမယောင်မြင်မှုနဲ့ဘဝတိုးတက်မှုကိုကြုံမယ်။သုံးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်ရည်မှန်းချက်အောင်မြင်မယ်။လေးရက်နေ့မှာရန်တိုက်ခံနေတဲ့ရှင်ပြီးလုပ်ရမယ်။အရှိရောက်ကိုတည်သွားစံရဲ့မတော်ဆဖြစ်တတ်တယ်။မနေ့ခုနှစ်ခွဲနဲ့ခုနှစ်အတွင်းသွားလာနေတဲ့ကျူဆက်။၅ရက်နေ့မှာ ်ငွေကြေးစုလိုက်ဝင်မယ်လက်ပွေမယ်လိုရာပြည့်စုံမယ်ရည်မှန်းချက်အောင်မြင်မယ်6ရက်နေ့မှာရံပတိပက္ခိုင်နဲ့ထိတိုက်တွေ့မယ်စပားသူကြောင့်ကိုရွယ်ချက်နောက်နေချင်းကြကြချင်းနေရှိမယ်9ရက်နေ့မှာဆုံးဖြတ်ပြီးလုပ်တဲ့ကိစ္စမသမျှထူးခြားတဲ့အကျိုးဆက်နဲ့တိုးတက်မှုတွေကိုဖြစ်ထွန်းကြိုးပမ်းခြင်းနဲ့ကံမြမခြင်းကိုကြော်မယ်တပတ်တာအတွင်းဂျာသာပရိနေဗုဒ္ဓနေငါနေမွေးစုတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့စောက်ကြံနေမွေးစုတွေအနှောက်အယှက်ပေးတတ်တယ် 369ခန်းနေကြိုးပေးပါတယ်အပြာရောင်ပန်းရောင်နုနစ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများရှေ့တိုးလောက်ကန်နေပါတယ်ကောင်းသောကံကြမ္မာနဲ့တိုးတက်မှုများရစေရန်အနိယာပန်းဝင်ဖျားလူပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်